သောတာပန်ဖြစ်ပြီးတော့ဒီလေးကြဘုညာနဲ့မှာရှင်ရှင်းရှင်းလင်းလင်းဖြေရမယ်ဥက္ကမောင်ရပါပါပုဂ္ဂိုလ်တ attva မရှိဘူးလို့ယုံမှားခြင်းကိုလွန်ရောက်ရမယ်။မှန်ပါဗျာ။ပုဂ္ဂိုလ်တ attva လုံးဝမရှိဘူးလို့တွေးတောခြင်းနဲ့ကင်းရမယ်။မှန်ပါဗျာ။ပုဂ္ဂိုလ်တ attva လုံးဝမရှိဘူးလို့ရဲရဲကန်းကန်းနဲ့ဆုံးမရချာ။မှန်ပါဗျာ။ပုဂ္ဂိုလ်တ attva တွေကလည်းဆိုလို့ရှိရင်ဖြင့်တူဝပြောတဲ့ဉာဏ်နဲ့မရှိတာမဟုတ်ဘူး။ကျုပ်ကိုယ်တိုင်ပြီးပြီးမရှိတာလို့လဲ သုံးပြည့်ချအောင်မှာအီလေးချက်နဲ့ညီလိုက်ချင်းဖြင့်မနေ့ကဘုရားတဏ္ဍာန်ကမဉ္ဇဏ်ကူးသွားလို့တကယ်သောတာပန်တည်သွားတဲ့ပုဂ္ဂိုလ်မှာဒီဉာဏ်လေးခုဒီဘယ်ချိန်ကြည့်လိုက်ကြည့်လိုက်ပေါ်တာပဲမှန်ပါဘူးသဘောပါလားမှန်ပါဘူးဒါဖြင့်ဒီဉာဏ်လေးခုတော့အရေးကြီးတဲ့ဘယ်ရှာတွေ့မလဲမှန်ပါဘူးသဘောပါရင်တော့မှန်ပါဘူးကောင်းပြီဒါဖြင့် ဒဂရမတို့ဒီဉာဏ်ရောက်ဖို့ရခဲရင်သလားမခဲရင်ဘူးလားဆိုတော့ဥက္ကမောစဖြေကြည့်တာမခဲရပါဘူးဗျာရှိရှိပါဗျာမှန်ပါဘူးရှိရှိပါဒဂရမတွေခန္ဓာကိုယ်မှာရှိရှိပါတိုင်းရင်လည်းစိတ်ကလေးပေါ်လာတယ်ရှိသေးရဲ့ရှိပါဘူးပေါ်ပြီးကြတာလားဘယ်အောင် ်ညာတော်နာဟုတ်တဲ့ရဟုတ်ပါဘူး။ဒါဟုတ်လို့စောင်းကျင်တဲ့စိတ်ပါလို့ဆိုနေတဲ့ဥစ္စာစိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာပေါ့။မှန်ပါပါ။ဝိညာဉ်နဲ့ခန္ဓာပြည့်ဝိညာဉ်နဲ့ခန္ဓာပြည့်တာပဲ။မှန်ပါပါ။မပါသေးတာ။မှန်ပါပါ။ရောလိုက်တာဆိုတော့ဒုက္ခဝိညာဉ်လေးပေါ့။မှန်ပါပါ။အဲဒီနေရာမှာပဲချုပ်သွားတယ်ဆိုတော့ဘယ်နှုန်းငါပါမှာဒုက္ခဝိညာဉ်ပေါ်ဒုက္ခဝိညာဉ်ပြည့်တာရှိတာ။မှန်ပါပါ။ လေလေလိုက်လို့အေးလိုက်တာဆိုတော့အေးတဲ့ဒုက္ခဝေနာလေးကပေါ်တာပဲအဲဒါကြတော့ဘုရုပြက်သွားတာလေအေးတဲ့ဒုက္ခဝေနာကဒီနေရာမရှိတာပဲအဲဝေနာကြီးရဲ့ဝေနာပြက်တာပဲရှိဗံပုဂ္ဂိုလ်တော်ပါသေးတယ်အဲ့ဒီလိုကြည့်ပဲကဓမ္မတွေကဝေနာဖြစ်ဝေနာပြက်တာပဲစိတ်ဖြစ်စိတ်ပြက်တာပဲရုပ်ဖြစ်ရုပ်ပြက်တာပဲဒီလိုကြည့်ပဲညာထဲမှာရှင်း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 မိစ္ဆာကလာနေမှာဆိုလို့ရှိရင်ဖြင့်ဩတကယ်ကို ယုံမှားเสียလည်းမလိုပါဘူးတွေ့တော့เสียလည်းမလိုပါဘူးရဲရဲတင်းတင်းပဲပုဂ္ဂိုလ်တ attva မရှိဘူးဆိုရင်နေဖို့ပါပဲဒီကပြတဲ့ဉာဏ်နဲ့လည်းမဟုတ်တော့ပါဘူးကိုယ်တိုင်ကသိကြပါပြီဒီလေးချက်စကားသုံးနိုင်ရမှာမှန်ပါပါဘုရားကြားပါလားကြားပါဒီလေးချက်စကားသုံးနိုင်လို့ရှိရင်ဘုန်းကြီးတွေကဓမ္မတွေကအိမ်မှာနေရင်လည်းဖြစ်တယ်လို့အောက်မိပါမှန်ပါပါအိမ်မှာနေရင်လည်းတိုးတာနေ ဒီတိုင်းကပေါ်လာတာကညာနဲ့တူ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 ပြီးဒီကရနေကြမယ်ဆိုရင်ဘာမှဝင်နေစရာလုံးမဟုတ်ဘူးဆိုတော့စမြဲချပါဘူးဥဒိုင်းတိုင်းလုံးပြာယောက်ျားရေမိန်းမရေရောပြာနေတာဒီမှာမဟုတ်ပဲပဲဒီလိုနှောင်းကွန်းနဲ့ပြီးသွားတာပဲနှောင်းကွန်းတဲ့ပဲယူရှိတယ်နှောင်းကွန်းတဲ့တော့ရင်ပြီးတာပဲနှောင်းကွန်းတဲ့ဆိုတော့ဝေဒနာပေါ်တာဝေဒနာပေါ်တယ်လို့ပြရင်နှောင်းကွန်းတဲ့ပါတပည့်ကြ ဒါကဝေဒနာပေါ်တာဝေဒနာတူပေါ်တာလေးကိုကြည့်ပြီးဒီကလားဒါဝေဒနာပေါ်တာပဲလို့ဆိုတော့နှလုံးသားကမတည့်သေးဘူးလားတည့်ပါဘူး။ငါရိုက်တာဆိုတော့နှလုံးမှားပါဘူး။တပည့်ကြ။ဒါရင်နှလုံးသားတည့်သွားတော့ဝေဒနာပေါ်ရင်ဝေဒနာပေါ်တယ်လို့သိတာနှလုံးမတည့်။မှန်ပါဘူး။စိတ်ပေါ်ရင်စိတ်ပေါ်တယ်။စိတ်ပေါ်တယ်လို့သိလိုက်တာနှလုံးမတည့်။မှန်ပါဘူး။နှလုံးသားတည့်လို့ရှိရင်ဖြင့်ဉာဏ်ဉာဏ်မဏိကာရဖြစ်တော့ဘို့တဲ့နှလုံးသားတည့်ပြီးလို့ရှိရင်ဖြင့်ဒီတရားလေးကနောက်ကအနိစ္စ ကြည့်ပြီးပြတဲ့သဘောလေးအနိစ္စညာလိုက်ဖို့ရဥက္ကမအလွယ်လေးကျန်ပါမှန်ပါပါဘောရတာငါလုံးလုံးတွေ့ပေစီပြတဲ့အနိစ္စညာနောက်ကအလွယ်လေးလိုက်ရတာဟုတ်ဒါပြန်ဘာအရေးကြီးပါလဲဘောရတာဘောရတာကိုနှလုံးသွင်းတဲ့ကိုအရေးကြီးတယ်ဘယ်လိုပါလဲဘောရတာဘောရတာဘောရတာကိုနှလုံးသွင်းတော့ဝေဒနာပေါ်ဝေဒနာကပေါ်တယ်လို့မှတ်စိတ်ပေါ်ရင်စိတ်ပေါ်အစိတ်ပေါ်တယ်လည်းမှတ်ပါတဲ့ဒကာရမတို့အဲ့ဒီကဲဆိုမှတ်တာနှလုံးသွင်းကတဲ့သွားပြီဆိုမှဖြင့် တရားကပဲဥက္ကမဟောသွားတာမှန်ပါပါဘယ်တော့ဝေဒနာပေါ်လဲဆိုတော့ဝေဒနာပေါ်ပြီးဒီတိုင်းနေမဲ့တရားလားဗျာဟုတ်ပါဘူးဗျာပြမဲ့တရားမဟုတ်လားဟာဝေဒနာပေါ်ပြီးတော့ဉာဏ်နဲ့ကြည့်လိုက်ဝေဒနာပြတ်သွားပြီဆိုတော့ဘယ်ပုဂ္ဂိုလ်သားတို့ကရောသေးလားမှန်ပါပါရကြကိုပါလေရလားမှန်ပါဘူးစိတ်ကြီးပေါ်လာတယ်ဆိုတော့နှုံးနဲ့တဲ့မှန်ပါဘူးအင်းပြတ်သွားတယ်ဆိုတော့ဘောရကဓမ္မတော့အနိစ္စဉာဏ်ဝန်းလာတယ်မှန်ပါဘူးဒါပြန်ပရမနှလုံးနဲ့တဲ့လို့ရှင်းနောက်ကဥပဒနာဉာဏ်အမှန်ဖြစ်တယ်မှန်ပါဘူးဥပါုံပါတယ် ဥပဒနာညာထုတ်လိုက်နေလို့နှလုံးမတည့်လို့ရှင်ဥပဒနာညာသိကြတာပဲနှလုံးသွင်းကငါ့ကိုယ်ကမတည့်ဘူးဆိုလို့ရှင်ဥပဒနာညာမလိုက်နိုင်ဘူးဘုရားသိချောတယ်ငုတ်တို့မှာနှလုံးသွင်းမတည့်လို့ရှင်ကောမဖြစ်သေးတဲ့မဖြစ်ရမယ်ကွာဖြည်းဖြည်းနဲ့မဒီကလို့ဆိုလို့ရှင်ဖြင့်တဲ့ပွားများခြင်းခဏခဏပွားနေနေတဲ့အချိန်တွေရောက်လာမှာကွာနှလုံးမတည့်ဘူးပဲရေးကြည့်တယ်ဟုတ်ပါဘူး ရှင်းကြပါလားရှင်းပါတယ်ဘောလာတဲ့ဓမ္မကိုပေါ်လာတဲ့ဓမ္မကိုသူ့နာမမပေးခြင်းထားပါတော့စာမတက်လို့နာမမပေးခြင်းထားပါတော့အော်လေဓမ္မလေးပေါ်ပြီဓမ္မလေးပြတ်တယ်ဆိုကြိုက်ပါဘူးစာတက်မှနာမကပေးတတ်တယ်ဟုတ်လားစာမတက်တဲ့ဘုက္ကောနာမပေးခြင်းတော့မရပါဘူးမရတော့အော်လာလေးဟာဓမ္မလေးပေါ်လာပြီအဲဒီဓမ္မလေးပြတ်ပြီဓမ္မပေါ်လာတဲ့ဆိုနှုံးနေတယ်ဟုတ်ပါဘူးပါတယ်ဓမ္မပေါ်လာတယ် ဒုက္ခမှာမတည့်သေးဘူးလားတည့်ပါဘူးအဲ့တော့ဒကာဒကာတွေအမ်းလျှော်နေလို့ခွန်ကြီးကအားပေးနေရှာတယ်လို့ဆိုရလဲမယူနဲ့အမှန်ပြောနေတယ်လို့ခင်ဗျားတို့ကဆုံးမဲ့ကြတာဟုတ်လားအားပေးနေရလို့ယူလိုက်လို့ရှင်းဖြင့်ခင်ဗျားတို့ကပေါ့ပါမှန်ပါဘူးမဟုတ်ပါဘူးတဲ့ဒီဆရာခွန်ကြီးကဟောနေတာကအားပေးနေတာမဟုတ်ဘူးအမှန်ကိုပြောနေလို့ခင်ဗျားတို့ကအမှန်တိုင်းကရှင်းဖို့ပဲအရေးကြီးမှန်ပါဘူး အပိနေတယ်ဆိုတော့ဆရာကဥက္ကမေကလေးငိုတဲ့အောင်လုပ်တယ်တဲ့တူမှန်ပါဗျာဟုတ်လားကလေးငိုတဲ့အောင်ငါလည်းကလေးတွေမဟုတ်ပဲဘဝကြလားကလေးတွေမဟုတ်ပါဘူးတဲ့အပိတာမဟုတ်ပါဘူးဒီမြင်မှာဓမ္မပေါ်လာတယ်လို့သိလို့ရှိရင်တော့ပါပြီဘာကြောင့်လဲဆိုတော့ဘယ်နဲ့တည်းကဘေးကနေပြီးတော့နာတဲ့သုဘဗုဒ္ဓတို့လို့ပုဂ္ဂိုလ်တွေကသူရမုဋ္ဌာတို့အယသမားတို့လို့ဗျာမှန်ပါသုဘဗုဒ္ဓလူလူတို့တော့ ဥက္ကမဘယ်ကစပါလိမ့်မလို့များဘယ်ကပါသိမလို့များအဲဒါပြီးပါမလားပြီးပါပြီပါလေးပေါ်လဲဗောဒီဓမ္မလေးပေါ်လဲဓမ္မလေးပြက်တာတော့သိမှာပေါ့ဗျာအဲ့ဒါလောက်နဲ့ပဲတခါတည်းမတ္တနာပြီးဒီကလာမတ္တပဲသောတာပန်ကြည့်တာပဲ6နာရီပုဂ္ဂိုလ်လဲ6နာရီမတ္တနဲ့သောတာပန်ကြည့်တာပဲ အဲ့တော့သူတို့ကပါရမီရဲ့တော့တင်လို့ခင်ဗျားတို့ကဆုံးနေတယ်မွားလိုက်တယ်လေတေလို့မူလိုက်တယ်လေရွှဲလို့ရဲရတာမဟုတ်ဘူးမှန်ပါဘူးရင်းနေကြလားမှန်ပါဘူးရောင်းနေတော့မနတိကာရမှန်လို့တော့မှတ်လိုက်ပါမှန်ပါဘူးရှင်းမလားဒါခင်ဗျားတို့ကနားရအောင်သူတို့ကရဲရတတ်ပြီသူကတော့ကိုယ်လေးမိခဲမိခဲကလည်းရေခဲဒီဥမရေရေဖုံးနေတယ်လေခင်ဗျားတို့ကကိုယ့်ကိုသိလျှော့တယ်မှန်ပါဘူးဟုတ်ကြလားဥမရေဖုံးနေတယ်ဆိုတော့ဘယ်တော့ရဲအောင်မှာလုံးမရဲပါဘူးဗျာသဘောပါလားဒါကြဲလေကရမတို့ခင်ဗျားတို့ ရှော့တဲ့စကားကိုမသုံးနဲ့ရှော့တဲ့စကားကိုမသုံးနဲ့ဓမ္မပေါ်လို့ဓမ္မပြတဲ့သိအောင်လို့ခင်ဗျားတို့ကလည်းတော့ပပိဓမ္မအနတ္တလို့ဟောထားတယ်ဘုန်းကြီးရဲ့ဒီဥစ္စာတန်ခါရှင်ပြောတာမဟုတ်ဘူးပပိဓမ္မအနတ္တပပိဓမ္မအနိစ္စပပိသင်္ခါရအနိစ္စဘာဒီတဲ့သင်္ခါရတရားပေါ်ပြီးသင်္ခါရတရားပြတယ်ဟုတ်လားဓမ္မပေါ်ပြီးတော့ဒါပဲရှိတယ်ဆိုတော့ဥက္ကမောနာမပေးနေလို့လိုသေးလားလိုပါဘူးအဲ့တော့ နာမည်ပေးတာကတော့ပရိသမီယပတ္တနဲ့စာရပုဂ္ဂိုလ်များမှသာပေးနိုင်ခင်ဗျားတို့ကနာမည်ပေးမနေနဲ့အဲအခုဓမ္မလေးတစ်ခုပေါ်လာပြီဒီမှာလည်းမရှိဘူးနောက်ဓမ္မလေးတစ်ခုပေါ်ပြန်ဒီမှာလည်းမရှိဘူးဒါကိုခင်ဗျားတို့ကသိဖို့အရေးကြီးတယ်သဘောပါကြအဲ့ဒါဓမ္မပေါ်တယ်လို့သိရောနိသမန္တိကာရဓမ္မမရှိဘူးလို့သိလို့ရှိရင်ဥပဒနာညာဒါဖြင့်ရောနိသမန္တိကာရနောက်ကဥပဒနာညာလိုက်ပါ ဓမ္မပေါ်လာတယ်လို့သိတာကယောဂမဏိကာပုဂ္ဂိုလ်သတ္တဝါပေါ်လာတော့မဟုတ်ခဲ့ဘူးဓမ္မလေးတစ်ခုတိုက်ဆိုင်လို့ရတယ်ရတဲ့ဓမ္မလေးပေါ်လာတယ်ကောင်းတယ်ကောင်းတဲ့ဓမ္မလေးပေါ်လာတယ်ယောဂမဏိကာယောဂမဏိကာပဲစားခြင်းနဲ့စားခြင်းနဲ့ဓမ္မလေးပေါ်လာတယ်အဲဒါလေးပြတ်သွားပြီလို့သိလိုက်တဲ့အခါကျတော့ဥပဒနာနဲ့ကလိုက်တယ်အဲယောနိသမဏေကာရရှိလို့ချင်းဥပဒနာကအတက်ဖြစ်တာပဲယောနိသမဏေကာရရှိသွားတော့မတဲ့ဥပဒနာကနောက်ကလိုက်လို့ကိုမရ သဘောပါကြဒါကြောင့်ရဟမတွေအားငယ်ကြရရှိရလားမရှိပါဘူးတဲ့ဒါရင်တော့ဖြင့်ကိုယ့်ဟာကိုယ်ယနေ့ပြောကျင်တာကရဲရဲတင်းတင်းနဲ့ တခါတော့ပုဂ္ဂိုလ်တ attva မရှိတာဘူးဒုက္ခန္တာတည်းမှာမှုနေတယ်လို့မှုပြီးတော့သိအောင်လုပ်ရမယ်မှန်ပါပါဘုရားဒုက္ခမှန်သဘောကျကျပါဘုရားဒုက္ခန္တာဒုက္ခန္တာတည်းမှာမှုတယ်လို့မှုပြီးတော့သိအောင်လုပ်ရမယ်မှန်တယ်ဟောငွေပြီးပုဂ္ဂိုလ်တ attva လုံးဝမရှိဘူးလို့ဆုံးဖြတ်ချနိုင်အောင်လုပ်လို့ရှိရင်အဲ့ဒါတ attva ကအမြင်လို့သာမှတ်ပါလားမှန်ပါ